နဂရောဖာသူရှိမှာအစီအရင်ဗီရင်ရေရလာပြီးတော့လောက်ကိုင်းတဲ့သူတွေကိုတဲ့ဘလိုမျိုးရေရအစီရင်လောက်တယ်တော့မပြောတတ်ဘူးပေါ့နော်အမျိုးသမီးတွေလှဆင်လာတဲ့ဒီယာတီသွေးတွေကိုရေနဲ့ဖြော်ပြီးတော့တိုက်တာမျိုးတွေလည်းသူလောက်တာကိုတွေ့ရတယ်ဆိုပြီးတော့နဂရောရဲ့အနီးနားမှာနေတဲ့သူကအခုလိုမျိုးမော်ဘလာကိုပြောပြလာတယ်ပေါ့နော် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီညမှာတော့တင်ဆက်မပေးရတာလဲအတော်ကြာပြီဖြစ်တဲ့ဆရာမော်ဘလာရဲ့ပြောကကုသပေးတဲ့ဗီဒီယိုလေးကိုဘာသာပြန်တင်ဆက်ပေးွားမှာလည်းဖြစ်ပါလေခင်ဗျာတော်တော်များများလည်းအခုရေမော်ဘလာတင်ပေးပါအောင်လို့ဒီတောင်းဆုံနေတဲ့မိတ်ဆွေတွေအတွေ့ရောပေါ့နော်လာပိုလီမြို့နယ်ဒီဖိုထာရာမြို့ကမိသားစုတစုကနေပြီးတော့ဖိတ်ခေါ်လိုက်လို့ဆရာမော်ဘလာသွားရောက်ပြီးတော့ပြောကကုသပေးရမှာလည်းဖြစ်ပါလေမော်ဘလာတို့အဖွဲ့ကိုဖိတ်ခေါ်ပြီးတော့အခုညီတောင်းလာတဲ့သူကတော့ခွန်ယူကြီးလို့ခေါ်တဲ့အခုမြင်တွေ့နေရတဲ့အမျိုးသမီးပဲဖြစ်ပါလေ ခွန်ယူကြီးရဲ့ပြောပြချက်အရာကတော့အဖွာဖြစ်တဲ့သူကတဲ့အစီအရင်ဘေဒင်ရတရားတွေကိုအတော်လေးကိုမှယုံကြည်အဲတပ်ဝင်တဲ့သူတယောက်လည်းဖြစ်တယ်ပေါ့နော်အဖွားကဒီနတ်ဆရာရဲ့ခိုင်းသမျှနတ်ကတော်ရဲ့ခိုင်းသမျှကိုလည်းအကုန်တစ်ခုမကြံလိုက်ပြီးတော့လုပ်တယ်တဲ့အဲ့လိုယုံကြည်မှုလွန်ကဲလာတော့ပေါ့နော်အခုနောက်ပိုင်းဘလို့ဖြစ်လာလဲဆိုတော့ဒီနတ်ကတော်တောင်းသမျှငွေရေးကြေးရေးကိုလည်းအဖွားကလက်မတုံမင်းနဲ့ပေါ့နော်ပေးတယ်တဲ့တခါတည်းရရေရာရှေဖို့အစီရင်ကတော်ပွဲလုပ်ဖို့ဆိုပြီးတော့တပေါင်း တောင်းလိုက်တောင်းတောင်းလိုက်ပေါ့နော်အဖွားစီကတောင်းသမားကိုလည်းအဖွားကမကြီးမညူနဲ့မရရကမရရတဲ့နေရာကနေပြီးတော့ခြာကြံပြီးတော့အဲ့နက်ကတော်ကိုပေးတယ်ပေါ့နော်အခုဒီမှာမြင်တွေ့နေရတဲ့ဒီနက်ရုပ်တရားဆိုလို့ရှိရင်လည်းနက်ကတော်စီကရလာတယ်နက်ကတော်ပြောတဲ့အရှိဟောင်းနက်ရုပ်တွေဘိုးတော်ရုပ်တွေပဲဖြစ်တယ်တဲ့ နက္ခတော်ကဘလိုပုံစံအဖောက်ကိုလိန်ညာပြီးတော့ရောင်းတယ်ဆိုလို့ရှိရင်ဒီနေရုပ်တွေဘိုးတော်ရုပ်တွေရာတဲ့ကြက်ရွာကရလာတဲ့အရှိဟောင်းပစ္စည်းတွေဖြစ်တယ်ပေါ့နော်ဒီပစ္စည်းတွေကိုစောင့်ထားမယ်ဆိုလို့ရှိရင်တဲ့လောကီအကျိုးစီးပွားအတွက်အဲကောင်းတယ်ဆိုပြီးတော့အမတန်စဈေးတွေတောင်းပြီးတော့အဖွားကိုရောင်းတယ်တဲ့အဖွားကလည်းဒီရာတွေပေါ်ကိုယုံကြည်တတ်ဝင်ပြီးတော့ယုံကြည်မှုလွန်ကဲနေတဲ့အခါကျတော့နက္ခတော်ပြောသမျှကိုသူယုံတယ်နက္ခတော်တောင်းသမျှငွေကြီးကိုပေးပြီးတော့သူအဲ့ဒီ နတ်ရုပ်တွေဘိုးတော်ရုပ်တွေကိုအိမ်ကိုယူလာပြီးတော့အခန်းတစ်ခန်းထဲမှာအခုလိုမျိုးထားပြီးတော့ကိုကိုွယ်ထားတာလည်းဖြစ်တယ်တဲ့အခုဆိုရင်ဒီနတ်ကတော်ကအခွားတယောက်ထဲတည်းမဟုတ်ဘဲနဲ့အစီရင်ဘေးရင်ရေရရတွေကိုယုံကြည်တဲ့ဒီရွာထဲမှာနေထိုင်တဲ့လူတွေစီကနေပြီးတော့လိန်ညာတဲ့ငွေကြေးတွေအားဆိုလို့ရှိရင်လည်းမနေတော်ဘူးဆိုပြီးတော့လည်းခွန်ညူကြီးကပြောတယ်ပေါ့နော်အခုနောက်ပိုင်းဘလို့ဖြစ်လာလဲဆိုလို့ရှိရင်အခွားယူလာတဲ့ဒီနတ်ရုပ်တွေကပါလာတဲ့မမြင်အပ်တဲ့ဝိညာဉ်လောကသားတွေရဲ့ဒီနှောက်ယှက်မှုကြောင့်လာတော့မပြောတတ်ဘူးတဲ့ ဒီအရာတွေကိုမယုံကြည်တဲ့အဲသူရောအဖွာရောပုကတ်မှုတွေအခုဖြစ်နေတယ်ပေါ့နော်အဲ့ဒါတွေကြောင့်တဲ့အဲသူတို့မိဘွားတစ်ယောက်ကိုလည်းစစ်စေးကူတာပေးပြီးတော့ဒီနက်ကတော်ဘွားတော်ကြီးကိုလည်းမော်ပလာတို့အဖွဲ့စည်းတွေအနေနဲ့ပေါ့နော်ဒီရွာသားတွေအပေါ်မှာလိန်လေပြီးတော့ပေါ့နော်ငွေကြေးတွေတောင်းနေတဲ့အပေါ်မှာထိထိရရအေးအေးယူဆောင်ရွက်နိုင်ရန်အတွက်အခုလိုမျိုးဖိတ်ခေါ်လိုက်တာဖြစ်ပါလေဆိုပြီးတော့ခွန်ယူကြီးကနေပြီးတော့သူဖိတ်ခေါ်ရတဲ့အကြောင်းရင်းတွေကိုအခုလိုမျိုးဒါပြောပြလာတယ်ပေါ့နော် ဖိတ်ခေါ်ချက်အရတော့ဆရာမော်ဘလာကမိဖွားနှစ်ယောက်နေတဲ့အိမ်ကိုရောက်လာယူပါတော့။ရောက်လာတဲ့အချိန်မှာချက်ချင်းမိဖွားနှစ်ယောက်ကိုပျော်ကစစ်ဆေးတာမျိုးတွေမလုပ်ခင်မော်ဘလာပြောတာကအဖွားကနဂရုံစီကနေပြီးတော့ကြက်ရွာကရတယ်ဆိုတဲ့နော်ခြေဟောင်းနဲ့ရုပ်တွေဝယ်ပြီးတော့အိမ်မှာတင်ထားတယ်လို့သိရတယ်အဲ့ဒီပစ္စည်းတွေရှိတဲ့နေရာကိုတစ်ချက်တော့သူ့ကိုလိုက်ပို့ပေးပါဆိုပြီးတော့မဟုတ်လားအဲ့လိုပြောလိုက်ရပါတော့အဲ့ဒီအချိန်မှာအဖွားရဲ့မြည်ပြတဲ့သူကအဖွားတင်ထားတဲ့နေရာရုပ်တွေရှိတဲ့နေရာကိုပြလိုက်တယ် မော်ပလာသွားရောက်ပြီးတော့စစ်စေးကင်တွေကြိလိုက်တဲ့အခါမှာတော့အခြေအောင်ပစ္စည်းစစ်မစစ်တော့ကျွန်တော်အနေနဲ့မပြောနိုင်ပါနဲ့တေချာပေါက်ကတော့ဒီနှက်ရုပ်တွေဘိုးတော်ရုပ်တွေရှိမှာတဲ့မမြင်ရတဲ့အမှောင်ပြောကဝိညာဉ်လေးဆွဲကတ်နေတာကတော့အမှန်ပဲတဲ့ဒီနှက်ရုပ်တွေအခြေအောင်ပစ္စည်းစစ်မစစ်ဆိုတာကိုတော့စစ်စေးဖို့အတွက်ကျွန်တော်တခါတည်းအခြေအောင်သူတေသနာ အဲမော်နော့စိုင်ယာမှာအလုပ်လုပ်နေတဲ့သူကိုကျွန်တော်ခေါ်လာတယ်တဲ့သူ့ကိုကျွန်တော်စစ်ဆေးခိုင်းကြည့်မယ်ဆိုပြီးတော့တခါတည်းမဟုတ်ဘလားအမစစ်ဆေးခိုင်းတာပေါ့နော်စစ်ဆေးကြည့်ကြည့်လိုက်တဲ့အခါမှာတော့ဒီနှက်ရုပ်တွေအားလုံးကနှက်ကတော့ပြောတဲ့အတိုင်းကြက်ရွာကရလာတဲ့အခြေအောင်းနှက်ရုပ်တွေမဟုတ်ဘဲနဲ့ဒီဘက်ခင်မှာပဲလောက်ထားတဲ့အဲရုပ်ထုတွေဖြစ်နေတယ်ဆိုတာကိုဟိုတိလိုက်ရတယ်ပေါ့နော်ဒါနဲ့မော်ဘလာကတေချာပါောက်တဲ့ဒီနှက်ကတော့အဖွားကိုလိန်လေပြီးတော့ရောင်းလိုက်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်ရင်ဆုံးအဲ့ဒီနှက်ကတော့အိမ်ကိုကျွန်တော်အနေနဲ့လိုက်သွားခြင်းတယ်ဆိုပြီးတော့မော်ဘလာကပြောတာနဲ့ပဲအားလုံးကလိုက်ပို့လိုက်တယ်ပေါ့နော်နှက်ကတော့အိမ်ရောက်တဲ့အခါမှာတော့ မော်ပလာလာမာကိုဂျိုသိနေလို့လားတော့မပြောတတ်ဘူးနက်ကတော်ကအိမ်မှာရှိမနေဘူးပေါ့နော်နက်ကတော်နက်ကတော်အဘွားတော်ကဒါပေမဲ့ဒီနက်ကတော်ဘင်းသားမှာလောက်ကင်ဆောင်ရွက်ပေးတဲ့နက်ကတော်ရဲ့လက်ထောက်ဒီကောင်လေးတော့ရှိတယ်အဲ့ဒီကောင်လေးကိုမော်ပလာကမေးတာပေါ့နော်ဒီနက်ကတော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမေးတဲ့အခါမှာသူ့ရဲ့ဒီပြောပြချက်ကတော့ သူကတော့ဒီနက်ကတော်နဲ့အိန်းကြီးချင်းနဲ့ဖြစ်တယ်တဲ့ဒီနက်ကတော်ရဲ့လောက်ကင်ဆောင်ရွက်တဲ့ຢာတွေမှာတဲ့တခါတလေအကူညီပြီးတော့လောက်ကင်ဆောင်ရွက်ပေးရတာတွေလည်းရှိတယ်ပေါ့နော်အထူးထူးဆန်းဆန်းသူ့အနေနဲ့မြင်တွေ့ရတာတွေပြောရမယ်ဆိုလို့ရှိရင်တဲ့နက်ကတော်အပွားစီမှာကတော့မကြမကြပေါ့နော်အစီရင်ဗီဒီယိုရေရာလုပ်တဲ့သူတွေတော်တော်များများလာမျိုးတွေရှိတယ်တဲ့အဲ့ထဲကမှထူးဆန်းတဲ့အစီရင်ရေရာတခုကျွန်တော်အနေနဲ့မြင်တွေ့ရတာပြောမယ်ဆိုလို့ရှိရင်တဲ့ဒီနက်ကတော်ကပေါ့နော်အမျိုးသမီးတွေလာစင်လာတဲ့ဒီယာယီ ဘလိုလဲယာရီဒါယာသေးယာသေးသွေးတွေကိုပေါ့နော်ဟိုသူတေးတေးချာချာယူပြီးတော့တဲ့ရည်ရည်နဲ့ဖြော်ပြီးတော့အဲ့ဒီအစီရင်ဗီဒင်ရေတွေရာလာလို့တဲ့လူတွေကိုတိုက်တာမျိုးတွေကိုသူ့အနေနဲ့ထူးထူးဆန်းဆန်းတွေးရတယ်ပေါ့နော်အဲဘလိုမျိုးအကြောင်းဘုလိုမျိုးတိုက်တယ်တော့သူ့အနေနဲ့မပြောတတ်ဘူးတဲ့ဘလို့အစီရင်ဘလို့ရရရာအကြောင်းဘုလိုမျိုးတိုက်တယ်ဆိုတာကိုတော့သူ့အနေနဲ့မပြောတတ်ဘူးတဲ့နောက်တစ်ချက်ကဒီနတ်ကတော်ကအစီရင်နေ ရင်တော့เนาะဒီရေတရာနေလောက်တဲ့အခါတွေမှာဆိုလို့ရှိရင်ဖုံးကြောင်ဝင်ထဲမှာရှိတဲ့တင်ကြိုင်မှာတွားရောက်ပြီးတော့လောက်ကင်တာမျိုးတွေများတယ်တဲ့ အကူတဲ့အိမ်မှာမရှိဘူးဆိုတော့တဲ့နက်ကတော်ကပေါ့နော်ဒီဖုံးချောင်းဝင်းထဲမှာရှိတဲ့တင်းကြိုင်းမှာပဲရောက်နေသလားလို့မသိဘူးတဲ့တစ်ချက်လောက်သွားကြည့်ပါလားဆိုပြီးတော့မော်ဘလာလို့အဲ့လိုမျိုးအကြံပေးတယ်ပေါ့နော်ဒါနဲ့မော်ဘလာကလည်းဒါဆိုရင်ကောင်းပြီလေတဲ့အဲဖုံးချောင်းဝင်းထဲမှာရှိတဲ့တင်းကြိုင်းကိုလိုက်သွားတယ်ပေါ့နော်ထိုင်းနိုင်ငံမှာကဖုံးချောင်းနဲ့တင်းကြိုင်းကတွဲလျက်ထားတာပေါ့နော်ညီမပြီလို့တင်းကြိုင်းကတသက်ဖုံးချောင်းတသက်မထားကြဘူးထိုင်းနိုင်ငံမှာကတော့တင်းကြိုင်းနဲ့ဖုံးချောင်းကတွဲလျက်ထားတယ် ဖုန်းကြောင်းဝင်ထဲမှာတင်ဆိုင်ရှိတယ်ပေါ့နော်အလိုက်သွားတဲ့အချိန်မှာဒီနက်ကတော်ကိုတော့မတွေ့ရဘူးနက်ကတော်ကတေချာပေါ့မဟုတ်လားလားလားကိုတိတော့ပုံးချောင်းနေတာပဲဖြစ်မှာပေါ့နော်အဲ့ဒီမှာအဲ့ဒီနက်ကတော်အဖွားပေါ့နော်လောက်ထားတဲ့အစီအရင်တွေကိုတော့တွေ့ရတယ်ဓာတ်ပုံတွေနဲ့ပေါ့နော်တိတိချာချာပြေကျိုးတွေနဲ့လိတ်ထားတာမျိုးတွေတွေ့ရတယ်ဒီဓာတ်ပုံတွေရဲ့အပေါ်မှာအဲအင်ကွက်တွေရေးဆွဲထားတာတွေကိုလည်းတွေ့ရတာမျိုးတွေရှိရပေါ့နော်ဒါတွေကလည်းမဟုတ်ဘူးလားပြောတာကောင်းတဲ့အရာတွေမဟုတ်ဘူးတဲ့ဒီနက်ကတော့ တက်ကောင်းတက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သူတက်တဲ့အရာတော့ဟိုမြင့်မြတ်တဲ့အထက်လန်းတော့မဖြစ်နိုင်ဘူးတဲ့အောက်လန်းနေဖြစ်ဖို့များတယ်ဆိုပြီးတော့မော်ဗလာအဲ့လိုမျိုးပြောတယ်ပေါ့နော်ဒါပေမဲ့သူ့ကိုလည်းတဲ့ထိထိရရအေးအေးယူနိုင်ရန်အတွက်သူတို့အနေနဲ့ဆောင်ရွက်မယ်ဆိုပြီးတော့မော်ဗလာပြောပြီးတော့အဒီမီးဖွားနှစ်ယောက်နေတဲ့အိမ်ကိုပြန်သွားတယ်ပေါ့နော်သွားပြီးတော့တိတိစစစစစ်ကြည့်လိုက်တော့အဖွားမာရောမြေးဖြစ်တဲ့မော်ဗလာကိုဖိတ်ခေါ်တဲ့ဒီခုံယူကြီးမာရောကအဖွားယူလာတဲ့ဒီနှက်ရုပ်တွေကနေပြီးတော့ မမြင်တဲ့အမောင်ပြောတာတွေကအိန္ဒိယမှာရှိတဲ့ယူခွန်းယောက်ကိုပုကတ်နေတာဖြစ်တယ်ပေါ့နော်အဲမော်ပလာကတိတိချာချာပဲပြေကျိုးတွေပါတယ်ပတ်ရပြီးတော့ထုံးစံအတိုင်းပဲပေါ့နော်ထုတ်ပေးလိုက်တယ်ပြောကပုကတ်နေတာတွေထုတ်ပေးပြီးွားတဲ့နောက်ပိုင်းမှာမော်ပလာကဘလို့ဆုံးမစကားပြောတဲ့ဆိုတော့အဖွားကိုပေါ့နော်အဓိကအဖွားကိုပြောတာပေါ့နော် ကွာနဲ့ဒီအရာတွေကိုယုံကြည်သက်ဝင်မှုတွေအရင်မလွန်ကဲနဲ့တဲ့ယုံကြည်မှုလွန်ကဲလို့ရှိလို့ရှင်အဖွားရဲ့ယုံကြည်မှုကိုအခွင့်ကောင်းယူပြီးတော့အဲ့ဒီနက္ခတော်တွေကအဖွားကြီးကနေပြီးတော့ရှိသမျှအရာအလုံးကိုသူတို့ကယူသွားရိမယ်တဲ့အခုပဲကြီးတဲ့အဖွားဒီနက္ခတော်လင်ညာနဲ့လက်ကွက်ထဲမှာပေါ့နော်အဖွားကုန်လိုက်တဲ့ငွေကြီးတွေရာဆိုလို့ရှင်ဘတ်နှစ်သိန်းနီးပါးလောက်တောင်ဖြစ်နေပြီတဲ့နော်ဒါတွေအားတဲ့ယုံကြည်မှုလွန်ကဲသွားပြီဆိုလို့ရှင်တစ်ဖက်လူတွေအတွက်ပေါ့နော်ဝင်ကောင်းဖြစ်သွားလိမ့်မယ်တဲ့အဲ့ကြောင့်ဒီအရာတွေကို အလွန်ကြုံကြီးပေါ့နော်ယုံကြည်မှုမလွန်ကဲနဲ့တဲ့အဖွားအနေနဲ့ကတော့အဲဗုဒ္ဓရဲ့ချမှတ်ထားတဲ့လမ်းစဉ်အတိုင်းပဲဖရာတရားကိုအိမ်မှာအေးအေးဆေးဆေးလှုပ်ဆောင်ရမယ့်အရွယ်ဖြစ်နေပြီးရဲ့ဒီအရာလေးပေါ်မှာပဲအာယုံဆိုင်ပေါ့နော်ဘေးရင်ရောင်ရောင်အစီရင်ရောင်ရောင်ရရရောင်မလုံနဲ့တဲ့လက်ကြော်လေးအဖွားကို စားပါလိမ့်မယ်ပေါ့နော်ငွေကြေးတွေအပကြီးကနိုင်ပါလိမ့်မယ်တဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်ပြီးတော့ဒီကြည့်ရှုနေတဲ့သူတွေကိုလည်းမော်ဘလာမာလာကဖះမတာဘာပေါ့နော်တွင်းလို့ရှင်းကျွန်တော်အနည်းချက်ကိုပြောရမှာဆိုရင်ကိုယ်ပွေရမှာရှိဘူးတဲ့ဒီအစည်းရင်ဘေးရင်ရရလေးကိုလိုက်ပြီးတော့ယုံကိုမယ်ဆိုလို့ရှင်ငွေကြေးကုန်ကြတာပဲများလိမ့်မယ်တဲ့တော့ဘာမှထူးလာမှာမဟုတ်ဘူးဆိုပြီးတော့မော်ဘလာအဲ့လိုမျိုးပြောတယ်ပေါ့နော်ဒါကြောင့်အလုံးနဲ့ပဲအဆောင်အယောင်ဗီဒင်ရေရရမှမယုံနဲ့ပေါ့နော်ဖះဟောတဲ့လမ်းစဉ်အတိုင်းပဲကြင်ကြံနေထိုင်ပြီးတော့ကျွန်တော်တို့ရဲ့ဗုဒ္ဓ ဆက်စွာဘုရားကိုပဲရေယုံကြည်ကြည်ကိုကိုွယ်လို့ရှိရင်အရာအားလုံးကအဆင်ပြေသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့မော်ဘလာရဲ့ဗီဒီယိုလေးကလည်းဒီနေ့ရတဲ့ပြီးဆုံးသွားပါပြီခင်ဗျာအဆုံးထိအောင်ကြည့်ရှုပေးကြလဲတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ